ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြည့်တဲ့များအလုံးမဲ့မင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ဒီရာဒီမှာကြဆုံးတဲ့ရာသီတစ်ခုကိုကြုံတွေ့ခဲ့ရတယ်မန်ချက်စတာစီးတီးနဲ့ကွာဒီယိုလာရဲ့အကြောင်းကိုကျွန်တော်စီသူနဲ့အတူဆရာနေဝင်ငင်းချင်းတို့ကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးအဲဟုတ်ကဲ့ကိုဒီရာဒီမှာဒါမန်ချက်စတာစီးတီးအသင်းကပြောမဆိုရင်ဒါကြဆုံးတယ်လို့ပြောလို့ရရာသီတစ်ခု အခြေအနေဖြစ်တယ်ပေါ့နော်ဒါပရီးမီးယားလိချန်ပီယံဆိုလည်းလက်လွတ်ခဲ့ရပြီးတော့အဓိကဆုဖလာတွေအကုန်လုံးလက်လွတ်ခဲ့ရတယ်ပေါ့လေအဲ့တော့ဂွာဒီယိုလာနဲ့မန်ချက်စတာစီးတီးရဲ့ဒီယာဒီအခြေအနေဒါအချင်းချုပ်လေးကိုကိုစတင်ပြီးတော့သုံးသပ်ပေးပါလားခင်ဗျအဲမန်ချက်စတာစီးတီးကတေချာဘော့ကိုကြာရှုံးနေရာတီအထူးသဖြင့်မန်ချက်စတာစီးတီးဖြစ်နေတဲ့အတွက်လဲတော့ဒီလိုအသင်းတွေဖလာမရဘူးဆိုရင်ဒါဟာအောင်မြင်မှုမရတဲ့ရာတီအထူးသဖြင့် Premier League ဖလား Champions League ဖလား ့ Manchester City ကဒီ Pep Guardiola လက်ထက်မှာ Premier League ကတော့ဟိုခက်လွယ်လွယ်ကိုယူနေတဲ့အသင်းလိုပြန်နေတာဆိုတော့ဒီရာသီမှာက Premier League မှာအခြေအနေဆိုးသွားတယ် Champion မရယုံနေမှာကပဲ ਨੇ ဒါနောက်ဆုံးအချိန်အထိပေါ့နော်ဒါပွဲစဉ်38-38ဆိုတဲ့အချိန်ရောက်တဲ့အထိကို Champions League ဝင်ခွင့်အတွက်တောင်မှရည်ပြတ်တေးကြတယ်လို့ပြောလို့မရတဲ့အနေထားအခုကြံဒီလက်တာပွဲစဉ်38ကစားတော့မယ်ရှုံးသွားရင် Champions League ဝင်ခွင့်လွဲချော်တဲ့ ခြေအနေရှိနေတော့မယ်ဆိုတာက Manchester City နဲ့အခုမြင်လေးမြင်ထားမရှိတဲ့အရာပေါ့ဆိုတော့ Manchester City နဲ့ Guardiola လက်တွဲခဲ့တဲ့တန်တန်းလျှောက်မှာဒီလောက်အခြေအနေစိုးရခဲ့တဲ့ຢာသီတော့တခုတစ်ခါမှမကြုံခဲ့ဘူးဒါတော့သိကြတယ်ဆိုတော့ Manchester City အနေနဲ့ပြုပင်ပြောင်းလဲမှုတွေအဲလုံရမယ်ဆိုတာလည်းသိကြတယ်အဲလုံလဲလုံနေတယ်ပေါ့ဒါပေမဲ့ပြီးခဲ့တဲ့ January လုံးကသူတို့ဒီကစားသမားတို့ချုပ်ခွဲခဲ့တာကအသင်းရဲ့အထိုင်ကိုအများကြီးအပြောင်းလဲမဖြစ်သေးဘူး တော့လာမယ့်ယာတီမှာဖပ်ကွာဒီယိုလာမန်ချက်စတာစီးတီးပြီးတော့ရော်ဒရီပြန်လာမယ်အဲ့ဒီအချိန်မှာသူတို့ဘလို့သွားမလဲဆိုတော့အခုစောင့်ကြည့်ဖို့လိုတယ်အဲနောက်တစ်ချက်ကတော့မန်ချက်စတာစီးတီးရဲ့တချို့ကစားသမားတွေအသင်းမှာဆက်မရှိသင့်တော့ဘူးလို့လည်းယူဆတယ်ဆိုတော့ဒီကစားသမားတွေကိုရှင်းထုတ်ပြီးတော့ဒီ squad အနေအထားကိုပို့ပြီးတော့ကြစ်လက်ပြီးပို့ပြီးတော့ထက်မြက်တဲ့လူစင်းဖြစ်လာအောင်လို့ဖပ်ကွာဒီယိုလာလို့ကိုလိုပြီးလို့ယူဆတယ် ဟုတ်ကဲ့ကိုဒီຢာဒီမှာအခုလိုမျိုးဆိုးရွားတဲ့ຢာဒီတစ်ခုဖြစ်လာဖို့အတွက်အဓိကဖြစ်စေတဲ့အကြောင်းရင်းကဒါဘယ်အချက်ကြောင့်လဲပေါ့နော်ဒါ squat ကိုတို့ဒီနွေຢာဒီကလေးကကောင်းကောင်းမွန်မွန် update မလုပ်ခဲ့တာကဒါအရေးကြီးတဲ့ကဏ္ဍမှာပါဝင်လာဒါမှမဟုတ်ဒီ Guardiola ရဲ့ဒီຢာဒီအတွင်းမှာဒီအသင်းရဲ့ကြာဆုံးနေမှုကိုပြန်ပြီးတော့အပြောင်းလဲလုပ်နိုင်ခြင်းအားနည်းခဲ့တာလားဘယ်အပိုင်းတွေကကျွန်တော်တို့အဓိကကြမယ်လို့သတ်မှတ်လို့ရမှာလဲခင်ဗျာဆိုတော့ဒီ Manchester City ကအခုတော့ဘယ်လိုပြောမလဲဆိုတော့ ရေရိုကြတာမျိုးနဲ့ရေရှိကြနိုင်သောအရေးအမှုတွေမြင်ရခြင်းဆိုတော့နှစ်ပိုင်းပြောမယ်ဆိုရင်ဒုတိယပိုင်းကိုပို့ပြီးတော့သွားတယ်ပေါ့နော်ဒုတိယပိုင်းကိုပို့ပြီးသွားဆိုတော့စီတီကြတဲ့ပုံစံကတရားတည်ရဲပြုတ်ကျသွားပြီးတော့လာမယ့်ရာသီတော့ဒီပြန်ကောင်းမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့သူတို့ဒီဖလားပြန်ပွဲတွေမှာစောစောစီးစီးထွက်ရတာမျိုးပြီးတော့အဲပရီပရီးမီးယားလိအမှတ်ပေးစရာမှာအဆင့်ဒါ၄၅6အဆင့်၅အတွင်းဝင်ချန်ပီယံစ်လိဝင်ခွင့်ရမယ့်နေရာမှာပွဲစဉ်38အထိတောင်မှမတည်ကြတာမျိုးက ောတရားသူကြပုံနဲ့မတူဘဲနဲ့ရှေ့လာမဲ့ယာတီတွေပါဆက်ပြီးတော့ကြသွားနိုင်ကြီးရှိသောပြင်ဆင်မှုမရှိဘူးဆိုရင်ပေါ့လေဒီအခြေအနေကိုမတားဆီးဘူးဆိုရင်ကြသွားနိုင်ကြီးရှိသောပုံစံမျိုးဖြစ်နေတယ်ဆိုတော့အဲ့ဒီအချက်ကဒါမဖြစ်မနေဟိုလိုဟိုသတိထားမယ့်အချက်ဆိုတော့ဒီလိုမျိုးအထိအဲ့လောက်ထိအခြေအနေစိုးနေပြီဆိုရင်အကြောင်းအရာတစ်ခုလည်းဥမာရိုဒရီမကစားနိုင်ခြင်းဆိုတဲ့အရာတစ်ခုတည်းကိုလည်းပြောလို့မရတော့ဘူးမှန်တော့မှန်တယ်ဒါအစိပ်ပိုင်းတစ်ခုနေနဲ့မှန်တယ်ဒါပေမဲ့ Manchester City ဟာဟိုအခုအမြင်ပြောရရင်တော့ နည်းနည်းသူတို့ over confidence ချက်ခဲ့ပုံရတယ်ဖပ်ကွာဒီလာကဒီအသင်းကအဓိကဥမာ Holland Everest လို့ကစားသမားမျိုးထွက်သွားတာတော့မှသူတို့ပြန်ဖြစ်ဖို့စိတ်ကူးမရှိဘူးဆိုတဲ့ပုံစံမျိုးရှိတဲ့ကစားသမားနဲ့အေးအေးဆေးဆေးပါဆိုတဲ့ပုံစံမျိုးယုံကြည်မှုလွန်ကဲတဲ့ဇယိုက်လက္ခဏာတွေတွေ့ရတယ်အခုရှေ့အဲ3 5ရက်လောက်ကနေတူတယ်အခုဒီ Manchester City ရဲ့ဒီရာသီပုံစံအခုပြောလိုက်သေးတယ်အပြောလိုက်တဲ့အခါကျတော့အဲ့ထဲမှာလည်းဒီ Fanu နဲ့ကစားတဲ့ပွဲအဲ့ဒီပွဲကလေးက Manchester City ရဲ့တချို့သော sign တွေက ဟိုမလှတော့ဘူးအချို့ sign တွေကသူတို့ပြနေပြီဆိုတာမျိုးကိုတို့တွေ့ရတယ်နောက်ဘောလုံးမှန်ကြီးလေးကအရေးကြီးဆုံးအချက်နှစ်ချက်ရှိတယ်ဒါကဟိုအခုအမြင်မဟုတ်ဘူးဒါကဒီတကယ် UEFA UEFA ပေါ့နော် UEFA ရဲ့ tag ဒီ technical report တွေမှာပါဝင်တဲ့သူတွေအဲ့ဒီသူတွေဘောလုံးနဲ့ပတ်သက်ပြီးတော့ဒီထုတ်ထားတဲ့ကောက်ချက်နှစ်ခုရှိတယ်ကောက်ချက်ကရိုးရိုးလေးပဲနံပါတ်1က attacking build up လုံနေတဲ့အချိန် central zone မှာဘယ်တော့မှဘောလုံးမဆုံးစေနဲ့အဲနံပါတ်1အချက်အဲ့တော့လောလောလေးပဲ attacking period ကိုလုံနေပြီဆိုတဲ့အချိန်မှာဘောလုံးကတောင်ပံမှာဘောလုံးဆုံးလို့ရတယ်ခံစစ်တောင်မှာအစွန်မှာဘောလုံးဆုံးလို့ရတယ်သို့တော့ central zone မှာဘယ်တော့မှဘောလုံးမဆုံးစေနဲ့အော်နောက်တစ်ချက်ကပြိုင်ဘက်အသင်းကိုဘယ်တော့မှဒီဒီပဟိုကြောကနေပြီးတော့ထိုးပေါက်ခွင့်မပေးနဲ့အဲ့နှစ်ချက်ဟာအရေးကြီးဆုံးနှစ်ချက်ပဲဒီဘောလုံးမှာအဲ့တော့ Manchester City ရဲ့ဒီယာဒီပွင့်လေဟာ အဲ့နှစ်ချက်စလုံးဒီ attacking ပြတဲ့ play တွေမှာ central zone မှာဘောလုံးသုံးတာမကြခဏတွေ့ရတယ်။ဆိုတော့သူတို့အနေနဲ့မဆုံးညင်ဘူးဆိုရင် Manchester City ကစားပုံကအိုင်သွားတယ်။ Manchester City ကအဲ့မှာဘေးလိုက်ပြီးတွေပြီးတော့ဒီ block complex ဆိုပြိုင်ဘက်အသင်းရဲ့စုဖွဲ့နေတဲ့ shape ကိုအပြင်ဘက်ကပတ်နေတယ်အပြင်ပလန်းချောင်းဘောလုံးပေးဖို့မဟုတ်နေတယ်။အဲ့ City ဟာကိုးရဖို့အတွက်ဒီ E တောင်းနေပြီးတော့ကြည့်ရတာညင်းငွေစရာတော့ကောင်းတယ်ဆိုတော့ပုံစံတွေ့ရပြီးတော့ဒါပေမဲ့တစ်ခါတလေ ဒီ race new week ကစားတဲ့အခါမှာလည်းထက်မြက်တဲ့ quality pass ကိုမတွေ့ရဘဲနဲ့ central zone မှာဘောလုံးဆုံးတာတွေကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီအချက်ဟာ Manchester City ရဲ့တိုက်စစ်ကိုဒုက္ခရောက်စေခဲ့သလိုအဲ့ဒီ central jaw ကနေပြီးတော့ပြိုင်ပွဲအသင်းတွေဒီထိုးဖောက်တဲ့အချိန်မှာလည်း Manchester City တော်တော်လေးဒုက္ခရောက်ခဲ့တာတွေ့ရတယ်။ဘာကြောင့်ဒီ central zone ကနေပြီးတော့ဒီပြိုင်ပွဲအသင်းကိုထိုးဖောက်ခွင့်မပေးသင့်တယ်လဲဆိုတဲ့အချက်တွေကိုကြည့်ရင်ဘိုးပေါက်စီကိုသူ့ရဲ့ most direct route ဖြစ်နေတာကတစ်ချက် နောက်တစ်ချက်ကခံစစ်ကစားသမားတွေဒီ react လုပ်ဖို့အတွက်အချိန်လုံလောက်လောက်မရတာတစ်ချက်အဲ့နှစ်ချက်က Manchester City ကိုအများကြီးဒုက္ခပေးတယ်နောက်ဒီထက်ပိုပြောရရင်ဒီ chaos တွေဖြစ်သွားစေတယ် overload ဖြစ်သွားစေတယ်ဆိုတော့ဒီအနေအထားမျိုးမှာ Manchester City ဟာအခုတော့ဆော့ဆော့ပြောတယ်ဘာကြောင့် most direct route လို့တုံးလဲဆိုတော့အခုတော့ဒီဘောလုံးကွင်းရဲ့ဟိုဘက်ဂိုးတိုင်ဒီဘက်ဂိုးတိုင်အဲ့တော့ဟိုဘက်ဂိုးတိုင်ဒီဘက်ဂိုးတိုင်ကိုပြိုင်ဘက်အသင်းရဲ့ဂိုးပေါက်စီကိုသွားတဲ့လမ်းကြောင်းတွေကိုအခုတော့ ဟိုစိတ်ကူးမြင်းနဲ့ဆွဲကြည့်သို့မဟုတ်လဲဒီ guide 120လောက်ရှိတဲ့ပေချိုးဒီချိုးကြီးနဲ့ဆွဲကြည့်လိုက်ရင်အဲ့ပြန်ဘက်ဒီဘက် go go area ထိပ်ကနေဟိုဘက် go area ထိပ်ဟာအတော်ဆုံးလမ်းကြောင်းဖြစ်နေဆိုတော့ကိုတို့တွေ့ရတယ်ဆိုတော့ကျန်တဲ့နေရာတွေဟာပြန်ဟိုခန်းစစ်ကစားသမားတွေပြင်ဆင်နေတော့တော့ရတယ်ဆိုတော့ city ရဲ့ကွင်းလေကစားသမားတွေကအဲ့ဒီအပိုင်းဒီမှာတော်တော်အားနေတယ် city ကွင်းလေကစားသမားတွေကအထူးဖြင့် city ရဲ့ physicality ဟာတော်တော်လေးကျဆင်းနေတယ်တချို့ပွဲတွေမှာ banardo silva နဲ့ kevin de bruyne ို double pivot ထားကစားတဲ့အထိ Pep Guardiola ကဒီဥမာ Northern Forest နဲ့ sorry အာ Manchester City နောက်ဆုံးကစားခဲ့တာ Forest နဲ့เนาะသူအရေးကြီးတဲ့ပွဲကအာ City City ချုံသွားတဲ့ပွဲ Crystal Palace နဲ့ပိုလူပွဲ sorry Northern Forest မဟုတ် Palace နဲ့ပိုလူပွဲအဲ့ဒီ Crystal Palace နဲ့ပိုလူပွဲမှာဆိုရင် Bernardo Silva နဲ့ Kevin De Bruyne ကိုဒီ double pivot ထားတယ် central midfielder နှစ်ဦးကို defensive ဂျိုအဖြစ်သုံးခဲ့တယ်ဆိုတော့အဲ့ဒီအချက်တွေက Manchester City ကဒီလုံလောက်တဲ့အဓိကကတော့ Pep Guardiola ကပြိုင်ဘက်ကိုဒီဒါမျိုးသူလုံးလို့မရှိဘူးမြင်အဲ့ဒီဘလူးပွဲမျိုးမှာသူကပြိုင်ဘက်အသင်းကိုစိတ်ကြိုက်ထိုးနှက်မယ်စိတ်ကြိုက်တိုက်စစ်ဆင်မယ်ဆိုတဲ့ ideology မျိုးနဲ့ game နဲ့ကိုလာခဲ့ပြီးမှ Crystal Palace ကအဲ့လိုသူတို့ထင်သလောက်မလွယ်ခဲ့ဘူးအထူးသဖြင့်ဒီအဲ့ဒီပွဲမှာ ကစားသွားတဲ့ Palace ရဲ့ကွင်းလယ်ကတော့ Watson တို့တော့ဆိုတော့ဒီကစားသမားတွေနဲ့ ဟို physical ဘိုင်းပြီးတော့ဒီ local movement ဘိုင်းပြီးတော့ဒီ runs တွေအဲ့ဒီဟာတွေမရှင်နိုင်ခဲ့ဘူး Manchester City ကအဲ့ဒီအပိုင်းတွေမှာဒုက္ခရောက်ခဲ့တယ်ဆိုတော့သူတို့အကောင်းဆုံးသူတို့အလုပ်ကိုသူတို့အကောင်းဆုံးလုပ်နိုင်တဲ့အချိန်တုန်းကမသိတာပဲသူတို့အလုပ်ကိုသူတို့အကောင်းဆုံးမလုပ်နိုင်တဲ့အချိန်မှာ Pep Guardiola ကသူ့ ideology ကြားထဲမှာပဲသူပြန်ပြီးတော့ဒီသဝေသွားဖြစ်နေတယ်ပြီးတော့ဒီမရေရာတဲ့ဒီအတွေးအခေါ်အယူအဆတွေကွန်းတွင်းကစားပုံတွေကိုတို့အဲ့ဒီဟာတွေကိုမြင်ရတယ် ဟုတ်ကဲ့ကိုအဲဒီဂွာဒီယိုလာရဲ့ဒီချင်းကပ်ပုံပေါ့နော်ချင်းကပ်ပုံနဲ့သူ့ရဲ့ဒီပြင်ဆင်မှုစ조사တဲ့အရေးရောင်တွေရောဒီရဒီမှာသူ့ရဲ့ ideology ဘိုင်းနဲ့ပတ်သက်ပြီးတော့ तू အဲဒီအလုံးမဖြစ်တဲ့အခြေအနေမှာ तू ပြင်ဆင်မှုစ조사တဲ့အခြေအနေရောရှိလားရှိတယ်ဆိုရင် तू ဘာတွေလုပ်ဖို့조사ခဲ့တာမျိုးကိုမြင်တွေ့ခဲ့ရတယ်ဗျအဲအကိုက Manchester City ကိုရာပထမရာသီဘောတုန်းက Manchester City ကြာနေတဲ့အချိန်လုံးကဒါဟာပြဿနာမဟုတ်ဘူး City ကအချိန်တန်ရင်အထူးဖြင့် City ရဲ့ City ဒီမကာကိုပေါ့ဒီ Pep Guardiola ရဲ့ ဒီပထမရာသီဘောနဲ့ဒုတိယရာသီဘောဆိုရင်အမြဲတမ်းလို့လို့ဒုတိယရာသီဘောကပိုကောင်းလေးရှိတယ်။အဲ့ဒီအလုတ်ကိုစီတီပြန်လုတ်နိုင်မလားဆိုတော့ဖောင်ကြည့်ခဲ့တယ်။အဲ့ဒီအလုတ်ကိုလုတ်နိုင်လဲဆိုဖပ်ဂွာဒီယိုလာဟာသူ့ရဲ့ ideology တွေဟာအရင်လိုပဲ innovative ဖြစ်စေထက်မြက်စေဒီအခြေအနေတစ်ခုကိုသူ့ရဲ့အုံနောက်ကိုတုံးပြီးတော့ကြော်ဖြတ်နိုင်စေလို့တတ်မှတ်မယ်လို့အခုအောက်ကိုတွေးထားတာရှိတယ်။ဒါပေမဲ့ January အပြောင်းရွှေ့ကာလမှာ City ကဒီကစားသမားတစ်တွေမဖြစ်မနေပြန်ခေါ်ခဲ့ရတယ်။ဆိုတော့သူ့အတွေးတစ်ခုလည်းမလုံလောက်ပဲနဲ့ လူဆောင်ရအရင်မြစ်ပါလိုလာပြီဆိုတော့ဂွာဒီယိုလာထင်သလောက်ဒီယာတီကိုဟိုလုတ်သူ့သူ့ကိုယ်ကိုသူပြနိုင်စမ်းမရှိတော့ဘူးတကယ်လို့ CDR ဒီအခုဒုတိယသူမှာအရန်ကောင်းတဲ့ပုံစံကိုပြနိုင်ပြီးတော့ Champions League ကို Semi-final ရောက်တယ်ဘိုလိုဝါရောက်တယ်ဆိုရင်တော့မှဂွာဒီယိုလာတတ်တတ်မဟုတ်တော့ဘဲနဲ့ဂွာဒီယိုလာ plus လူဆောင်ရအရင်မြစ်ဖြစ်သွားပြီဆိုတော့ဒါအခုတော့ဘိုဒီယာတီတစ်ယောက်ကြည့်နေနေတွေးနေတဲ့အတွေ့အကြုံပေါ့ဒါပေမဲ့အခုအဲ့နောက်ခုစလုံးပေါင်းလာတော့မှ Manchester City ကတကယ်တမ်းကျတော့ဒီသူ့ရဲ့ ideology ရောပြီးတော့ဒီလူသွန်းအရင်မြစ်ဖြစ်ဒီ Kusanov ခေါ်တယ် Veterize ခေါ်တယ်ပြီးတော့ Omar Mahmoud ခေါ်တယ် Nico Gonzalez ခေါ်တယ်တိုးတော့ CDR တက်မလာဘူးဆိုတော့တက်မလာတဲ့အခါ January spending ဟာဘာမှအလုံးမဖြစ်တဲ့ spending ဖြစ်သွားတယ်နောက်ဆုံးဒီ Claudio Echeverri ပါရောက်လာတယ်ဆိုတော့ဟို Pep Guardiola က Premier League ကိုအရင်လောက်တွင်မှာမဟုတ်တော့ဘူးဆိုတော့ကောက်ချက်မဖြစ်မနေချစရာဖြစ်လာတယ်ဆိုတော့ Guardiola ရဲ့ဒီ City နီးပြပွားမှာကစားသမားစုစုပေါင်းဒါ 2016ကနေစပြီးတော့24 25အထိဆိုရင်အဲကစားသမားစုစုပေါင်း40နဲ့တူတယ်ဟုတ်တယ်40ခေါ်ခဲ့တယ်ပေါ့နော်အဲ့ဒီ40ခေါ်ခဲ့တဲ့အထဲမှာအရှိပိုင်းခေါ်ယူမှုတွေဟာ Manchester City ရဲ့အင်အားကိုတိတိတသာတိုးတက်လာစေပြီးတော့နောက်ပိုင်းခေါ်ယူမှုတွေမှာကျတော့ဒီ Manchester City ကဘာဖြစ်လာလဲဆိုတော့တိုက်ရိုက်အစားထိုးမှုသို့မဟုတ်အဲအသင်းရဲ့ဒီ long term အတွက်ခေါ်ယူမှုသာဖြစ်ပြီးတော့လက်တလော့ အသုံးချနိုင်စွမ်းမြင့်တဲ့ကစားသမားတွေနဲလာတော့တွေ့ရတယ်။ဆိုတော့ဘတ်ကော်ဒီယိုလာကတော့ဒီအသွင်ပြောင်းဖို့ကြိုးစားတာပဲ။ပြီးခဲ့တဲ့ရာသီက7 new doku ကိုခေါ်ခဲ့တယ်။ဒီကစားသမားတွေဒီရာသီမှာအဓိကကစားသမားတွေဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပြီမယ်။အဲ့ဒီကစားသမားတွေရဲ့စိတ်ချယုံကြည်မှု level ကပိုတော့က city ခေါ်လိုက်တဲ့အသင့်ခေါ်ကစားသမားတွေလောက်ဟိုဒီ gain တော့လက်တွေ့မကြောက်ဘူးနော်။လက်တွေ့ပြသနိုင်စွမ်းမရှိဘူး။ဆိုတော့ဒါမျိုးတွေအခုတွေ့လာရတယ်။အခု Pep Guardiola ပါဇက်ကနေပြီးတော့ပြောလာတဲ့စကားတခုပေါ့နော်။ မနေ့ကနေတွေ့တယ်မနေ့ကပြောသွားတယ်မန်ချက်စတာစီးပီးအဖွဲ့ကိုကျွန်တော်သတိပေးထားတယ်စကွတ်အသင်းလူစရင်ကိုရှော့ရင်ရှော့မရှော့ရင်ကျွန်တော်ယာလူကနှုတ်ဖွက်မယ်ဆိုတဲ့စကားသူပြောတယ်ဆိုတော့မန်ချက်စတာစီးကဒီယာဒီမှာစုစုပေါင်းအခုတေချာတော့မမှတ်မိဘူးသို့တော့ဟိုအခုမှတ်မိတလောက်ဆိုရင်စုစုပေါင်းကစားသမားအရေအတွက်29ဦးအသုံးပြုခဲ့တယ်ကစားသမား29 29အသုံးပြုခဲ့ခြင်းကဖပ်ကော်ရီလာပြောတာက ်ပထမတော့အခုတွေးလိုက်တာကကွန်ဆိုလာကဟိုသူ့အသင်းကလူတွေကလည်းရှော့ကိုရှော့အောင်ပါပဲရှော့အောင်မဲ့အတူတူဒီစကားကိုကြူပြောတယ်ဆိုတာကကွာဒီယိုလာလဲတာပဲသူအခုတွေးမိသေးတယ်သို့တော့တကယ်တမ်းပြန်ကောက်ကြည့်တဲ့အခါကျ2016စက်ခွန်မှာဘတ်ကွာဒီယိုလာဟာ25ဦးပဲသုံးတယ်စက်ခွန်17မှာ25ဦးပဲသုံးတယ်ပြီးတော့17 19မှာပိုဆိုးသွားပြီ17 19မှာ21ဦးပဲသုံးသွားတယ်ဘတ်ကွာဒီယိုလာရဲ့အသင်းက19 20မှာ24ဦးသုံးတယ်20 21မှာ24ဦးသုံးတယ်ဆိုတော့ အခုခြုံပြီးပြောရရင်ဖတ်ပေါ်လာဟာတရားစီကိုပြန်မြကစားသမား24ဦးပဲတုံးတယ်။အဲတရားစီမှာ29ဦးအထိအတုံးပြူတယ်ဆိုတော့တွေ့ရတယ်။နောက်တစ်ချက် Manchester City အသင်းရဲ့ဒီဦးချင်း average ကအဲ့ဒီစောစောပြောရင်22ဦးပဲတုံးတယ်2018 16ရာသီတုန်းကဒီကစားသမားတဦးက average minute 1800ကစားရတယ်။ဒါပေမဲ့အဲကျန်တဲ့ရာသီအများစုဟာ1600ဝန်းကျင်မှာရှိတယ်။သို့တော့ဒီရာသီမှာတော့1200ကျော်အထိ 1200ကျော်အထိပြုတ်ကျသွားတယ်ကစားသမားတူအူချင်းစီရဲ့ဒီ average gain time ကဆိုတဲ့အခါကျတော့ Pep Guardiola ဟာသူ့စိတ်ကြိုက်အသင်းကိုမရဘူးသူဟာဟိုပြောင်းတီပြောင်းနေလုပ်ပြီးတော့တန်ပြတ်စနိုင်လက်ပါတာပေါ့လေဟိုပြောင်းတီပြောင်းနေလုပ်ပြီးတော့ဒီပုံစံတစ်ခုကိုရှာဖွေနေတော့သူအဖြစ်ဒီပြီးခဲ့တဲ့ရာသီတစ်ခုလုံး2024-25ရာသီတစ်ခုလုံးအပေါ်ကောက်ချက်ချလို့ရတယ်ဆိုတော့ Pep Guardiola အနေနဲ့တည်ကြတယ်2024-25လူစည်းငါသူ့စိတ်ကြိုက်လူစည်းမဟုတ်ဘူးအဲ့ဒီကြားထဲမှာမှာ ဒီ Phil Foden, Jack Grealish, Kevin De Bruyne ကြာနေတဲ့အချိန်မှာနံပါတ်10ဇုံအတွက်နံပါတ်8ပဲပြောပြောသို့မဟုတ်နံပါတ်ဒီ De Bruyne ကို free roaming ကစားခိုင်းပြီးထမ်းပဲပြောပြောအဲ့ဒီနေရာတော့ဒါရိုက်အစားထိုးနိုင်တဲ့ကစားသမားတွေပြီးတော့ဒီ Grealish ဆိုရင် Wood Holder ကစားနိုင်တဲ့သူတွေသူတို့ဒီ Grealish ကဒီ travel ရပြီးတဲ့က Grealish က Grealish အဖြစ်ကိုတော့မတွေ့ရတော့ Phil Foden ကိုလည်းအခု DR DR Phil Foden support ကလေးကအားအနည်းဆုံးရသည်တခုအဖြစ်မြင်ရတယ် ဲ့ဒီချက်တွေကလည်းမန်ချက်စတာစီးတီးကိုထိုးနှက်တယ်ဆိုတော့နောက်ဆုံးမှာဘာဖြစ်လာလဲဆိုအကြံကုန်ဂလုံစားချက်လို့ပဲပြောရမယ်ဖပ်ဂွာရီယိုလာဟာဒိုကူလိုကစားသမားမျိုးစီကနေပြီးတော့အသင်းရဲ့သွင်းကိုးတွေအတွက်ပင်မရင်းမြစ်အဖြစ်အသုံးပြုရတဲ့အခြေအနေတည်ရောက်သွားတယ်ဆိုတော့ဒိုကူကအစရောက်တဲ့ကအခုအချိန်ထိအကူကမန်ချက်စတာစီးတီးရဲ့အုံနောက် level လို့အကွာမထင်ဘူးမန်ချက်စတာစီးတီးဟာဘောလုံးကိုအုံနောက်နဲ့ကစားတတ်တဲ့အသင်း၆နောက်တစ်ခုလည်းမဟုတ်ဘဲနဲ့အုံနောက်ခေါင်းကိုပါတုံးတတ်တဲ့အသင်း ဒိုကူက6ရောက်ကိုပဲတုံးပြီးတော့ခေါင်းမရှိတဲ့ကစားသမားအဖြစ်အကွာမြင်တယ်လေဆိုတဲ့အခါကျတော့အဲ့ဒီအချိန်နေဒီဖပ်ကွာဒီယိုလာရောက်သွားတယ်ဆိုတော့စတာလင်ထွက်သွားတဲ့အချိန်ဒိုကူရောက်လာခြင်းအပြင်အဲမန်ချက်စတာစီးတီးဟာဒီနေရာအတွက်လိုအပ်တဲ့ pace ကိုရှာဖွေတယ်လို့ပြောလို့ရပေမဲ့ခတ်တာကရဟင်းထက်ကိုပို့ပြီးတော့အကောင်သုံးပုံနေပြီးတော့အဆုံးသက်စွမ်းရည်မရှိဘူးရဟင်းကမန်ချက်စတာစီးတီးမှာအဂွေရိုပြီးသွားရင်ဘိုးအများဆုံးတွင်တဲ့အဆုံးသက်စွမ်းရည်ရှိတဲ့ကစားသမားဆိုတော့ရဟင်းနဲ့တော့မတူဘူးရဟင်းစတာလင်နဲ့တော့မတူဘူး ော့ဒီဒိုကူကတော့မှ CT အတွက်ဒီနောက်ဆုံးရာသီပိတ်ပွဲတွေမှာသူ့ကိုဦးစားပေးသုံးရတဲ့အခြေအနေတွေရောက်လာတာကမန်ချက်စတာ City ဟာဟိုလုံးဝကိုဒါဟို4 down ဖြတ်သွားပြီဆိုတဲ့သဘောမျိုးပဲဟုတ်ကဲ့ကိုအဲ့လက်ရှိအခြေအနေမှာပေါ့နော်မန်ချက်စတာ City အနေနဲ့ဘယ်ကစားသမားတွေကိုဒါဒီဘလိုပြန်တိဆောက်တင်လဲပေါ့နော်ခုနလိုမျိုးအနေငယ်ဂွာဒီယိုလာစိတ်ကြိုက်ကစားသမားရဲ့နဲလာပြီးတော့ဘလုတ်တက်ဖြစ်နေတဲ့အခြေအနေကလည်းသူအခုလိုမျိုး ပြီးခဲ့တဲ့ရက်ကလည်းပြောခဲ့တယ်အဲ့တော့သူတို့ပြန်တိဆောက်မဲ့အချိန်ဒီမှာအဲပြောမဆိုရင်ဘယ်လိုမျိုးပုံစံမျိုးတိဆောက်ဖို့သူတို့တာဆူနေလဲဘယ်လိုအချိန်တွေရှိတယ်လဲဆိုအောက်ကိုသုံးသပ်ပြပါအောင်ဗျအခုအနေအထားမှာဥမာ O'Reilly left back မှာကစားလို့ရမယ် Rick Lewis right back မှာကစားလို့ရတယ်သို့တော်ဒီကစားသမားတွေဟာ potential ရှိတာမှန်ပေမဲ့ဒီဥရောပအဆင့်ကိုတက်ကစားတဲ့အချိန်သို့မဟုတ် Premier League ရဲ့ထိပ်တန်းအသင်းကြီးတွေတွေ့တဲ့အချိန်မှာ ဒီကစားသမားတွေဟာဒီတောင်းတမီဒင်းပြစ်ကြက်ပြစ်လို့ပြောရတော့အောင်လုံလောက်တဲ့အနေသားမဟုတ်ဘူးအဲ့တော့ဒီကဗာဒီယောကိုစင်ထရဒီဟိုစင်ထရဆိုမှာနောက်ပိုင်းပွဲတွေမှာတုံးလာတယ်ဒီဘယ်အတွင်းလို့အပြည့်ခန်းစစ်ဘယ်အတွင်းလို့ပြတ်တုံးလာတယ်ဆိုတော့အဲ့ဒီအချက်ကအကိုကြိုးဆိုတဲ့အချက်ပဲရိုမန်ဒီယပ်ကဗာဒီယောဟာလာမယ့်ရာသီသို့မဟုတ်နောက်ထပ်200ရာသီ300ရာသီဆက်သွားလို့လည်းပြဿနာမရှိဘူးလို့ပြောလို့ရတယ်သို့တော့ကဗာဒီယောလက်ဖက်သွားကစားပြီအော်ရိုင်းလီကိုစိတ်မချလို့လက်ဖက်သွားပြီဆိုရင် အဲ့ဒီနေရာအတွက် veterize ကအဆင်သင့်ဖြစ်မနေဘူးအဲဆိုတော့ဒီ Pep Guardiola အခုအမြင်ကတော့ Kozanov ကိုတိကျပို့ပြီးတော့အခွင့်အရေးပေးတင်တယ် center back မှာပဲဖြစ်စေ right back မှာပဲဖြစ်စေ Kozanov Ruben Dias Gavaldio နဲ့ O'Reilly ဆိုရင် Manchester City ခံစစ်ကအတိုင်းတာတစ်ခုထိဟိုဒီလိုအပ်တဲ့အမြန်နှုံးပေါ့နော် Kyle Walker ထွက်သွားချိန်ကလေးက Manchester City ရဲ့ high line defense ကိုအကြီးအကျယ်ဒုက္ခပေးနေတဲ့အမြန်နှုံးအဲအဲ့ဒီအချက်ကိုဒီနည်းနည်းလေးဟို ပြန်ပြီးတော့ recover လုပ်ရကြမယ်ပေါ့ပြီးတော့ဒီ central zone ပိုပြီးအားကောင်းမလို့တဲ့ rodri ပြန်လာရင်ဒီကိစ္စကအရန်တော့ပြဿနာမဟုတ်တော့ဘူး rodri ပြန်ပါလာတဲ့အချိန်ကျရင်စောစောပြောတဲ့ဒီအဓိကပင်မနှစ်ချက်ပေါ့နော်ဒီအခုဒီဟိုအားရဲ့အခုရင်းနဲ့ပြောနေတဲ့အစာပိုင်းမှာပြောသွားတယ်ပင်မနှစ်ချက်ဟာအလိုလိုဖာထိပ်ပြီးသားဖြစ်သွားလိမ့်မယ်အဲအဲ့တခါနောက်တခါဒီတောင်ပန်းလေးမှာအခုအနေနဲ့ကတော့ဒီဘနာဒိုဆီလ်ဗာရောင်းတင်ပြီးကွန်ဒိုဝမ်အသင်းမှာမထားသင့်တော့ဘူးဒိုဂူအသင်းမှာ ဆက်မထားရင်ကောင်းမယ်လို့အပေါ်တော့ယူဆတယ်။ဒိုကူကဟိုသူ့သူ့အသင်းမှာရှိနေတာကနည်းနည်းဘယ်လိုပြောမလဲဆိုတော့အရေးပေါ်ထုတ်သုံးလို့တော့ရတယ်။အရန်ကောင်မှသူ့ကိုထားပြီးအရေးပေါ်ထုတ်သုံးလို့တော့ရတယ်။သို့တော့သူ့ကိုတွင်းထဲမှာဒီ first line up အနေနဲ့တုံးကျင်စရာ face မျိုးသူကပေးတဲ့အခါသူ့ကိုထည့်လိုက်တယ်။ထည့်လိုက်တဲ့အခါမှာ Manchester City ရဲ့တိုက်စစ်ဟာအခုတော့ဒီဘယ်လိုခေါ်မလဲဆိုတော့စီးစနစ်ကျတော့ညင်ညွတ်တော့ ဖွဲ့စည်းပုံမျိုးမဟုတ်တော့ပြန်အောင်အဲ့တော့ကောင်းရှုပ်ခံနေမှအစားရောင်းပလိုက်တာကောင်းတယ်7ညိုးလို့ကစားသမားမျိုးဆက်ထားတာအကြောင်းမဟုတ်အဖီလ်ဖိုဒန်ပြီးတော့မန်ချက်စတာစီးတီးကအားကဥမာနီကိုဝီလျံစ်လို့ကစားသမားမျိုးဒိုကူနက်ဆိုအရန်ကွာတယ်မန်ချက်စတာစီးတီးကအဲ့လိုကစားသမားမျိုးရရင်မန်ချက်စတာစီးတီးခေါ်တဲ့နဲ့အလန်ဟာလန်ကပြဿနာမရှိဘူးတိုးတော့ဟာလန်ရဲ့ backup အတွက်ဒါတိုက်စစ်မှုတူတော့လိုတယ်ပြီးတော့ James McGee ကိုအခုအများကြီးမျှော်လင့်ထားရမယ်တရားဒီမှာတကယ်တော့ဒီထင်သလောက်မဟုတ်ခဲ့ဘူးဆိုတော့ဒီကစားသမားလေးလည်း ဒီအရန်ကုန်မှာထားရင်းနဲ့ပွဲအတွေ့အကြုံရှာရင်အတိတ်ပို့ပြီးတော့တိုးတက်လာဖို့တော့လိုတယ်ပေါ့ဆိုတော့နောက်ဆုံးဂွာဒီယိုလာကဒီဒီလောက်ကြီးမားတဲ့လူစရင်းနဲ့သူအလုံးမလုံးနိုင်ဘူးလို့ပြောထားတဲ့ဆိုရင်မှန်တော့မှန်တယ်ကစားသမားအကြီးအတွက်ကိုအခုဒီ29ဦးပေါ့နော်29ဒီရာဒီမှာတုံးခဲ့တယ်ဒီအသင်းရဲ့ official list ကို22 23လောက်မှာထားပြီးတော့ပိုကောင်းတဲ့ဒီကစားသမားတချို့ဒီ Manchester City ဟာလက်ရှိအနေအထားမှာအင်အားတောင့်တင်းသေးဆိုတာတော့ပိုကောင်းတဲ့နောက်ထပ်ဒီကျယ်ပွင့်လို့ကစားသမားမျိုးကတော့လိုနေတော့မယ်။အိုမာမမုတ်ကအခုအမှန်တိုင်းပြောသိအားမရအောင်။ဟုတ်ကဲ့ကိုဒါဒီအခုပြောသွားတဲ့ topic နဲ့ပတ်သက်ပြီးတော့ကိုဖြည့်ဆွက်ပြောခြင်းတဲ့အကြောင်းအရာလေးရှိရင်လည်းထပ်ပြီးတော့ဆွေးနွေးပေးပါအောင်ဗျ။အရာဒီအစအစစ်သူနဲ့အခုပြောဦးတယ်နဲ့တူတယ်။ဒီအကိုတို့ဒါအကိုမကြခဏလေးပြောနေကြပါအကိုတို့ တသက်လုံးမှာအပိုင်နိုင်ဆုံးအလုပ်လို့ပြောလို့ရတယ်တခြားအရာအလုံးထပ်ပို့ကျွမ်းကျင်တဲ့လမ်းလျှောက်တဲ့အလုပ်တော်မှာအကိုတို့ cloud တိုက်တက်တယ်လေအဲ့တော့အဲ့ cloud တိုက်တယ်ဆိုတဲ့နေရာမှာအကိုတို့ကတခါလေကျတော့လမ်းအဖြောက်မှာနမောနမဲတိုက်မိတာမျိုးရှိတယ်ဆိုတော့ဒါကဖြစ်တတ်တယ်ဒါပေမဲ့တခါတလေကျတော့လမ်းအခြေအနေရကို cloud တိုက်စရာအမန်ချက်ဆာစီးတီးကအကိုကရသည်အစကတော့အကိုပြောခဲ့တယ်အကိုတို့လိုပဲဒါတခါတလေတိုက်မိတဲ့ cloud တိုက်မိတတ်တဲ့သဘောသဘောပါပဲဒီလောက်ကောင်းတဲ့အသင်းဟာလေ တခါပြီးတော့ကြာရှုံးပါပဲ။ဒါပေမဲ့ Manchester City ကအခုနမောနမဲ့ပိုက်မိတာမျိုးထက်သူတို့ခင်းထားတဲ့လမ်းကိုကနည်းနည်းလေးကျန်းနေတဲ့ပုံစံမျိုးဖြစ်နေတာတွေ့ရတယ်။သူတို့ Manchester City သူတို့အရင်လိုအဆင့်ကိုပြန်သွားဖို့အတွက်အရင်လိုပြိုင်ဘက်အသင်းတွေကကြောက်တဲ့လေးစားတဲ့အရှိန်အဝါကြီးတဲ့ fear factor ရှိတဲ့အသင်းတစ်သင်းကိုတိစောက်ဖို့အတွက်ဆိုရင်ထိတ်တန့်ကစားသမား2ဦး3ဦးဖြစ်ဖို့လိုပြီးပြီးတော့ကစားသမားတော်တော်များများအသင်းကနေပြီးတော့ဒီထုတ်တဲ့ကစားသမားတွေခက်တော့တော့ထုတ်ဖို့လိုပြီးလိုပဲပြောကြတယ် ဟုတ်ကဲ့ပို့ဒါအခုလိုမျိုးပြပြဆုံဆုံသုံးသပ်ပေးခဲ့တဲ့အတွက်ကိုအထူးပဲကျေးဇူးတင်ပါတယ်။စကားပိသက်တွေနေနဲ့လည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျင့်တဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကြည့်ကြပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ပါမယ်ခင်ဗျာ။